ယခုတစ်ပတ်အတွင်းရေခဲနှင်းတောင်တရင်တောင်ပြိုကျပြီးတိတ်ဆုံးခဲ့ရသူတောင်တက်သမားတွေရဲ့ရုပ်အလောင်းတွေကိုနေဘောကေဆေရီသမားတွေကဂျာတာပရီနီမှာရှာဖွေခဲ့ကြပါတယ်။တခြားဖိရက်တွေမှာပါဝင်ပြီးပျောက်ဆုံးနေခဲ့တဲ့သူတို့နိုင်ငံသား၅ဦးဟာဘေးကင်းကြောင်းအီတလီကပြောပါတယ်။တရုတ်နယ်စပ်အနီးနေပေါ်နိုင်ငံကအမြင့်ပေ9630မီတာ18480တပေမှာရှိတဲ့ရာလွန်ရီတောင်ထွတ် အခြေစိုက်စခန်းမှာရှိတဲ့တောင်တက်အဖွဲ့တွေဟာတနင်္လာနေ့ကရုတ်တရက်နှင်းခဲတွေပြိုကျပြီးခုနှစ်ဦးသေဆုံးခဲ့ရပါတယ်။ရှာဖွေရေးလုပ်ငန်းမှာကျွမ်းကျင်တဲ့တောင်တက်လမ်းပြတွေကိုခေါ်ယူထားပြီးပါပြီလို့ Off 7 Summit Track ကမြန်မာရှာပါက AFP ကိုပြောပါရယ်။ကယ်ဆယ်ရေးသမားတွေဟာနှင်းခဲတွေကိုတူးဆွရှာဖွေခဲ့ကြပြီးအဖြူရောင်မြေပြင်ကိုလည်း Electronic ရှာဖွေရေးပစ္စည်းတွေအသုံးပြုရှာဖွေကြပါရယ်။သူတို့ဟာရုပ်လောင်းငါးခုကိုရှာဖွေနေကြကြောင်းရှာပါက ပြောပါရယ်။ သူတို့မှာအီတလီနိုင်ငံသား2ဦး၊နေပေါ်နိုင်ငံသား2ဦးနဲ့ဂျာမန်နိုင်ငံသား2ဦးတို့ဖြစ်ကြပါဗါဒ်။အီတလီနိုင်ငံသား2ဦးနဲ့ပြည်သက်နိုင်ငံသား2ဦးတို့ရဲ့ရုပ်လောင်းတွေကိုတော့ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။အသက်ရှင်ကြံရည်သူတွေ AFP ကိုပြောပြချက်အရတော့သူတို့တောင်ပေါ်တက်နေစမှာနှင်းထုချက်တွေပြိုကျလာပြီးတချို့ဟာနှင်းထုကြီးတွေအောက်ကိုမြုပ်သွားတယ်လို့ဆိုပါတယ်။နီပေါ်မှာတောင်တက်နေတဲ့သူတို့နိုင်ငံသားအများပြပျောက်ဆုံးနေကြအောင်အီတလီနိုင်ငံသားရေးဝန်ကြီးဌာနကပြောပါရယ် သို့သောရပောင်းများစွာအဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့၅ဦးပါ တောင်တက်ဖွဲ့နဲ့ပြန်အဆက်အသွယ်ရပါပြီလို့ဂျာတာဘရင်းကပြောပါတယ်။သူတို့၅ဦးမှာလုံခြုံစွာ ရှိနေပြီးစမ်းမရေးကောင်းတယ်လို့လည်းဆိုပါတယ်။ဧဝရတောင်ပါဝေကမ္ဘာမြေဆုံတောင်ထွတ်ဆဲခုအနက်၈ခုရှိတဲ့နေပေါ်နိုင်ငံတို့နှစ်စဉ်တောင်တက်သမားတွေနဲ့ချင်းလင်းတောင်တက်ခရီးစံထွက်သူရာပေါင်းများစွာလာရောက်လေးရှိကြပါတယ်ရှင်။ 刘大哥毕业后，认识了一家电台部，负责对台湾节目，他马上就要展开工作。这些天，因为一直在电话，妈妈为了接机，每天晚上都得陪他聊天。